ဓမ္မမိတ်ဆွေများအောင်အနုမောဒနာ တရားအနေဖြင့်ချမ်းသာကြောင်းတရား12မျိုးတရားတော်ကိုဟောကြားပြမှာဖြစ်တယ်ဥဇော်ဘုရားကဟိမဝန္တာတောင်တန်းဒေသမှာဟ တောရာကျောင်းလေးမှာတရင်သုံးနေတဲ့အချိန်မှာနတ်တွေကိုဟောကြားတဲ့တရားဖြစ်တယ်ပေါ့ဟိမဝန္တာတောထဲမှာဆိုတော့တရားနာပြိတ္တတိထဲမှာလူမပေါ့နတ်တွေကြည့်ပါရမေစွာဘုရားရှင်ဟိမဝန္တာတောင်တန်းဒီကမှာတောထဲမှာတရင်သုံးနေတဲ့အချိန် မြို့ပေါ်မှာတိုင်းပြည်အုပ်ချုပ်တဲ့ချင်းဘရင် ဖြစ်တဲ့သူတွေဟာတရားမရှိဘူးမင်းချင်းတရားဆယ်ပါးနဲ့မညီဘူးတိုင်းသူပြည်သားတွေပေါ်မှာမိဘတပွဲမေတ္တာနဲ့အုပ်ချုပ်တာမျိုးမဟုတ်ဘူးချင်းဘရင်တွေကလောဘတွေအာကြည့်ဒေါသတွေအာကြည့်ပြီးတော့တိုင်းသူပြည်သားတွေကို ညင်စဲနှိပ်ဆက်ပြီးတော့အုပ်ချုပ်တယ်။တိုင်းသူမိသားတွေကိုဆင်းရဲဒုက္ခတွေအမျိုးမျိုးပေးပြီးတော့အုပ်ချုပ်တယ်။ဘာကိုမြတ်စွာဘုရားကဟိမဝန္တာတောတရားနေမြင်းနေရရှင်မင်းကြီးတွေဟာမတရားသဖြင့်တိုင်းသူမိသားတွေကိုနှိပ်ဆက်ညင်စဲပြီးတော့အုပ်ချုပ်နေတယ်လို့မြတ်စွာဘုရားမြင်တော့မြတ်စွာဘုရားကတနာတော်မူတယ်။တိုင်းသူမိသားတွေပေါ်မှာကရုဏာဖြစ်တယ်ဘုရားက။ တိုင်းသူပြည်သားတွေညင်ဆန်နှိမ့်ဆက်ခံနေရတယ်လို့ညာကမြင်တော့ဘာတွေးလဲဆိုတော့ဒီရှင်မင်းတွေဟာတိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါမှာဓမ္မနဲ့အညီအုပ်ချုပ်လို့မရဘူးလားမိမိတိုင်းပြည်မှာနေထိုင်ကြတဲ့ပြည်သူတွေအပေါ်မှာညင်ဆန်မှုနှိမ့်ဆက်မှုမပါဘဲနဲ့အုပ်ချုပ်လို့မရဘူးလား ပြည်သူတွေကိုဒုက္ခမပေးဘဲနဲ့အုပ်ချုပ်လို့မရဘူးလားလို့ဘုရားကဆင်ရှင်တော်မူတယ်။ဒါဘုရားရှင်ရဲ့ကရုဏာတော်ပေါ့။တိုင်းသူပြည်သားတွေဒုက္ခရောက်နေတာကိုမြင်တော့ဘုရားကရုဏာဖြစ်တယ်။တော့ဒီဘရင်တွေဟာတရားဓမ္မနဲ့အညီဘာလို့မအုပ်ချုပ်ကြတာလဲအုပ်ချုပ်လို့မရနိုင်ဘူးလားလို့ဘုရားကဆင်ခြင်တယ်ဆင်ခြင်တော့မြတ်စွာဘုရားကို အပြစ်ချာဖို့အတွက်အမြဲတမ်းတောက်ထောက်ကြည့်နေတဲ့သူတယောက်ရှိတယ်။အဲ့ဒါကတော့မာနက်ပဲ။မာနက်ကမြတ်စွာဘုရားကို တောထွက်ကြတဲ့ကတခေါက်ခေါက်လိုက်ကြည့်နေတာ။ဘုရားဘယ်နေရာမှာမှားမလဲ၊ဘယ်နေရာမှာလွဲမလဲ။ဘုရားကိုအပြစ်ပြောဖို့အတွက်ကိုစတမ်းပိုင်းစောင့်ကြည့်နေတယ်လို့တော့ပြောလို့ရတယ်။ အရေးတကြီးကြီးဘုရားကိုကြည်နေတာမှားတာနဲ့ဘုရားကိုအလဲထိုးမယ်ဆိုတဲ့သဘောအဲ့တော့အခုမြတ်စွာဘုရားကတိုင်းပြည်အုံချုပ်ဘရင်လေးအတော့မကြတာကိုကြည်ပြီးတော့ဤသူတွေပေါ်မှာဘုရားကရုဏာဖြစ်တယ်အဲ့ဒါကိုမာနကသွားတွေ့တယ်ဟောမြတ်စွာဘုရားကယဟန်ဂေါတမက ကြည်ရတာဘရင်များဖြစ်ခြင်းလားမသိဘူးမာနကကြံကြံပမှန်တွေးတာ ဒီယဟန်ဂေါတမယဟန်ဂေါတမဟာဘယင်များဖြစ်ရှင်နေလားမသိဘူးအဲ့တော့ယဟန်ဂေါတမဘယင်လို့ရင်ကောင်းပါပဲတဲ့မာနကဘုရားကိုဘယင်လို့စီရှင်လားဘာပြောလို့လဲဆိုတော့မြတ်စွာဘုရားကတန်တရာဝစီရကလွတ်မြောက်တဲ့တရားတွေဟောနေတာကို तू မကြိုက်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်လောကကြီးမှာလူတော်လူကောင်းတွေပေါ်ထွက်လာမှာကိုမာနကမကြိုက်ဘူး ဘုရားသာတရားတွေဟောနေမယ်ဆိုရင်လောကကြီးမှာတူပီတူတန်တရာဝဆင်းရဲကထမြောက်ကုန်မှာမာနရဲ့စိတ်ကအတော်ထူးဆန်းတယ်တတဝါတွေဆင်းရဲဒုက္ခထဲမှာ နေတာကိုသူကြိုက်တယ်တတဝါတွေလူမိုက်အဖြစ်နဲ့နေတာကိုသူကြိုက်တယ်အပြည့်လို့လဲဆိုတော့လူမိုက်ဖြစ်မှာလူတွေကို သူလိုသလိုထိန်းချုပ်လို့ရမယ်ပေါ့ပညာရှိသူတော်ကောင်းတွေကိုမာနကထိန်းချုပ်လို့မရဘူး လူမိုက်တွေကိုပဲမာနက်ကအုပ်ချုပ်လို့ရတယ်မာနက်ကထိန်းချုပ်လို့ရတယ်လူကောင်းသူကောင်းတွေကိုမာနက်ကထိန်းချုပ်လို့မရအုပ်ချုပ်လို့မရအဲ့တော့မာနက်ကလူကောင်းတွေကိုအလိုမရှိဘူးလူဆိုးလူမိုက်တွေပဲသူကအလိုရှိတယ်လောကမှာလူမိုက်တွေများလေလေမာနက်ကြိုက်လေလေပဲအဲ့မြတ်စွာဘုရားကျတော့လောကမှာလူကောင်းသူကောင်းတွေပေါ်ထွက်ရေးအတွက်ကိုစူးစမ်းနေတာဘူးသူတော်စင်တွေပေါ်ထွက်ရေးကိုမြတ်စွာဘုရားကစူးစမ်းနေတာအဲ့တော့မာနက်နဲ့ဘုရားကဆန့်ကျင်ပါပဲဘုရားကသူတော်စင်တွေပေါ်ထွက်ရေး အန္တရာဝဆင်းရဲကထွတ်မြောက်ရေးကိုဥတည်ပြီးတော့ကြိုးစားတယ်မာနကလူမိုက်ပေါ်ထွက်ရေးလူမိုက်တွေပေါ်များရေးကိုဥတည်ပြီးအာထုတ်တယ်အဲကြောင့်မြတ်စွာဘုရားကိုသူကတရားတွေကိုမဟောစေချင်ဘူးအကင်းမြတ်စွာဘုရားသာတိုင်းပြည်အုပ်ချုပ်မရင်လုံမယ်ဆိုရင်ခောင်းနေပေါ့ဘုရားဒီတရားမဟောတော့ဘူးသူကအဲ့ဒါကိုကြိုက်တာအဲ့ဒါနဲ့မာနကချက်ချင်းပဲမြတ်စွာဘုရားစီသွားပြီးတော့အရှင်ဘုရား ဘယင်လောက်ပါဗျာနော်မြတ်စွာဘုရားကိုဘယင်လောက်ခိုင်းတာရှင်ဘုရားတိုင်းသူပြည်သားတွေကိုမိဘသပွဲမင်းကျင်တရားဆယ်ပါးနဲ့ရှင်ဘုရားအုပ်ချုပ်ပါရှင်ဘုရားဆိုလို့ရှိရင်တိုင်းသူပြည်သားတွေအပေါ်မှာမငင်းစဲပဲနဲ့ဒုက္ခမပေးပဲနဲ့အုပ်ချုပ်နိုင်ပါလိမ့်မယ်အဲ့တော့မြတ်စွာဘုရားကဟဲ့မန်နဲ့မင်းဘာတိတော့ငါဓာရီလာပြောနေတာတော့ ဟာအရှင်မရကိုတပြည့်တော့ကောင်းကောင်းသိတယ်အရှင်မရအလွန်တကူကြီးတယ်အရှင်မရကအလိုရှိမယ်ဆိုရင်တဲ့ဟောဒီဟီမန်ဝန်တာတောင်တန်းကြီးတစ်ခုလုံးကိုရွှေတောင်ကြီးဖြစ်အောင်အရှင်မရလုပ်နိုင်တယ်တပြည့်တော့သိတယ်အရှင်မရကအလိုရှိရင်ဒီဟီမန်ဝန်တာတောင်ကြီးစီရွှေဖြစ်ပါစေလို့အဋ္ဌဌာနရဲ့ဒီတောင်ကြီးကရွှေတွေဖြစ်ကုန်မှာအဲ့တော့အရှင်မရဒီတိုင်းပြည်ကို အလွန်ကောင်းကောင်းမွန်မွန်နဲ့အုပ်ချုပ်နိုင်လိမ့်မယ် အဲ့မပူနဲ့အချင်းများတဲ့ငွေရေးကြေးလို့ရင်တပြိတော့အကုန်လုံးကူညီမယ်တဲ့မာနက်ကငွေရေးကြေးကိစ္စကိုတပြိတော့တာဝန်ထားလိုက်တဲ့အချင်းများတာတိုင်းပြည်ကိုအုပ်ချုပ်ဆန်းမှာမာနက်ကမြတ်စွာဘုရားကိုဘယင်လို့ဖို့လာချောက်နေတယ်တပြိစွာဘုရားကပြောတယ်ဟဲ့မာနက်တဲ့မင်းလူတွေအကြောင်းကိုဘယ်လောက်သိလို့တော့လူတွေဆိုတာတဲ့လောဘကအတော်မတတ်ဘူးတဲ့ရွှေတောင်ကြီးတတောင်မပြောနဲ့တဲ့ ရွှေတောင်ကြီး2တောင်ပေးလဲမလုံလောက်ဘူးတဲ့လူတွေအတွက်ကရွှေတောင်ကြီး2တောင်လောက်ပေးရင်တောင်မှသူတို့ဟာရောင်ရဲကျင်းနေမဲ့လူသားမျိုးတွေမဟုတ်ဘူးတဲ့လူသားတွေကတစ်ခုချင်းနှစ်ခုလိုချင်တယ်နှစ်ခုချင်း၄ခုလိုချင်တယ်ဒါလူတဘာဝပဲအဲ့ဒါကြောင့်ပညာရှိသူတော်ကောင်းတွေကလူတွေရဲ့သဘောတရားတွေကိုနားလည်တဲ့အတွက်ကြောင့်ညံ့ညံ့တတ်တာတရားဓမ္မနဲ့အညီပဲကျင့်ကြံကြပါတယ် ။ဘုရားကပြောပြ။အဲ့တော့မာနတဲ့လောကမှာဆင်းရဲဒုက္ခတွေဟာကာမဂုဏ်အာယုန်တွေအကြောင်းခံပြီးတော့ဖြစ်လာတာ။တော့ဆင်းရဲဒုက္ခကို ဖြစ်ပွားစေတဲ့ကာမဂုဏ်အာယုန်ကိုပညာရှိသူတော်ကောင်းတွေကအလိုမရှိဘူး ဒါဘုရားရှင်ကရှင်ဘရင်ဘဝကိုအလိုမရှိတာကိုပြောပြနေတာလောကမှာဒုက္ခတွေအားလုံးဒီကာမဂုဏ်အာယုံကိုအခြေခံပြီးဖြစ်လာတာအဲ့တော့ဒုက္ခတို့ရဲ့ပေါက်ဖွားရာဖြစ်တဲ့ဒုက္ခတို့ရဲ့မြေဖြားဖြစ်တဲ့ဒီကာမဂုဏ်အာယုံ၅ပါးကိုပညာရှိတွေကအလိုမရှိဘူးအဲ့ကာမဂုဏ်၅ပါးတွေကိုပယ်စွန့်ပြီးတော့ ဒုက္ခအလုံးရဲ့ကုံဆုံးရာမတ်ဖို့နိဗ္ဗာန်အတွက်ပဲသူတော်ကောင်းတွေဟာကြင့်ကြံအားထုတ်ကြတယ်ဆိုတော့ဒါမာနကိုမြတ်စွာဘုရားကရှင်ဘရင်အဖြစ်ကို အလိုမရှိကြောင်းကိုဟောလိုက်တာပဲအဲ့တော့မြတ်စွာဘုရားကပြောတယ်မာနတဲ့မင်းရဲ့လမ်းစဉ်နဲ့ငါရဲ့လမ်းစဉ်ကမတူဘူးတဲ့မင်းအယူဆနဲ့ငါအယူဆကမတူဘူးတဲ့ ဒီတော့မင်းနဲ့ငါနဲ့တရားဆွေးနွေးစရာအကြောင်းမရှိဘူးဗျာပြပြတသားပဲပြောလိုက်တာဒါနဲ့ဦးဇင်းတို့မှတ်သားစရာပဲတဦးနဲ့တဦးဆွေးနွေးကြတယ်ပြောဆိုကြတယ်ဆိုတာအမြင်မတူရင်ဆွေးနွေးဖို့ခက်ပါတယ်အယူမတူရင်ဆွေးနွေးဖို့ခက်ပါတယ်ငါအယူသားအမှန်ငါယူသားအမှန်လို့စုပ်ကင်ထားရင်ပိုတော့ခက်သေးတယ်အဲကြောင့်မြတ်စွာဘုရားကဒီစကားကိုပြောတာမင်းရဲ့လမ်းစဉ်နဲ့ငါရဲ့လမ်းစဉ်မင်းအယူဆငါယူဆမတူဘူးအဲကြောင့်မင်းနဲ့ငါနဲ့ တရားဆွေးနွေးစရာအကြောင်းမရှိဘူးတရားနှိမ့်နှောစရာအကြောင်းမရှိဘူးဘုရားကခါခါတီးတီးငင်းလိုက်တဲ့သူနဲ့စကားမပြောလို့ဘူးပေါ့မသိရင်မာနကတိုင်းသူပြည်သားတွေကိုတနာလို့ဘုရားရှင်ကိုဘယင်လိုခိုင်းသလိုလိုဘာလိုလိုဖြစ်နေတာတတ်တတ်မဲ့သူကလောကမှာလူမိုက်တွေပေါများရဲ့အတွက်ကိုမြတ်စွာဘုရားကိုဘယင်လို့ကိုခိုင်းနေတာအေးကောင်းပြီအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမာနကိုအကြောင်းပြုပြီးတော့ လောကကြီးမှာချမ်းသာကြောင်းတရား12ပါးဆိုပြီးမြတ်စွာဘုရားကအဲ့ဒီတောတွေမှာရှိတဲ့တရားလာနာနေတဲ့နတ်ပရိသတ်ကိုမြတ်စွာဘုရားကပြောပြတယ်နံပါတ်1ချမ်းသာကအထံမိဇာတံမိဒုက္ခသဟယကိုမှာအရေးရဲ့အကြောင်းရဲ့ကိစ္စတွေပေါ်လာပြီဆိုရင် တငယ်ချင်းကောင်းရှိနေတာဟာချမ်းသာကြောင့်တရားတစ်ခုပဲပေါ့ဘုရားကမဖို့နိဗ္ဗာန်အတွက်သာတရားဟောတာမဟုတ်ဘူးလောကကောင်းစားရင်လောကကြီးပွားရင်တော့လည်းဘုရားတရားဟောပါလားဟုတ်ဒါဆိုရင်ဒါလောကအတွက်ကိုဘုရားဟောတာကို့မှာတဲ့အရေးကိစ္စကျုံးလာရဲ့အကူကြီးပေးမဲ့မိကောင်းဆွေကောင်းတငယ်ချင်းရှိရင်တိတ်ကောင်းတာပဲတဲ့အဲ့ဒါကိုအထံမိဇာတံမိဒုက္ခသာယအထံမိဇာတံမိကိစ္စ ဇုံတရားပေါ်ပေါက်လာခဲ့ရဲ့တဟာယာတငယ်ချင်းကောင်းတွေဟာဒုက္ခတကယ်ချမ်းသာကြောင်းပဲကောင်းတယ်တငယ်ချင်းကောင်းတွေရှိတာကောင်းတယ်အဲကြောင့်တငယ်ချင်းတယောက်ဒီကောင်းလားမကောင်းလားကိုဘယ်အခါသိရသလဲဆိုတော့ကို့မှာပြဿနာတွေကျုံလာရင်အခက်အခဲတွေကျုံလာရင်ကို့ကိုပြစ်ပယ်သွားတာဟာတငယ်ချင်းကောင်းမဟုတ်ကိုနဲ့အတူအခက်အခဲကိုရင်ဆိုင်ပေးတယ်ကိုနဲ့အတူရှိနေပေးတာအဲ့ဒါတငယ်ချင်းကောင်းမိတ်ဆွေကောင်းပဲ ဇနီးနဲ့ခင်မုန်းနှစ်ဦးသားမှလည်းဒီတိုင်းပဲဇနီးမှာပြဿနာဖြစ်ရင်ခင်မုန်းကယက်တီပေးတယ်ခင်မုန်းမှာပြဿနာဖြစ်ရင်ဇနီးကယက်တီပေးတယ်အဲ့ဒါမိကောင်းစီကောင်းပဲပေါ့မတိကျိုးကြုံပြုတ်နေတယ်ငါနဲ့မဆိုင်ဘူးနေလောက်တာနေခံဒီလိုဆိုရင်တော့အဲ့ဒါတငယ်ချင်းကောင်းမဟုတ်မိတ်ဆွေကောင်းမဟုတ်အဲကြောင့်မြတ်စွာဘုရားကပြဿနာတစုံတရာအခက်ခဲတစ်ခုကြုံလာခဲ့ရယ်ကိုနဲ့အတူရှိနေပေးတယ်တငယ်ချင်းကောင်းရှိရယ်အဲ့ဒါတိတ်ကောင်းတာပဲ ဲ့ဒါဒုက္ခအချမ်းသာကြောင်းပဲပေါ့စိတ်တက်နေကြနေရင်ကိုယ့်ကိုအားပေးတဲ့သူရှိနေတယ်အခက်ခဲတွေကြုံနိုင်ရင်ကိုယ်နဲ့အတူဖြစ်ချင်းတဲ့သူရှိနေတယ်အဲ့ဒါသိကောင်းတယ်ပေါ့နော်အော်နံပါတ်2မြတ်စွာဘုရားကထပ်ပြောတယ်ဒုက္ခတုတ်တိယာဣတရိတေနတုတ်တိဆိုတာရောင်ရဲတာဣတရိတေနကိုယ်မှာရှိတာလေး ਨੇ ရောက်ရဲ့ကျင်နဲ့နေတာဟာဒုက္ခအဲ့ဒါကောင်းတယ်ဒုက္ခချမ်းသာတယ်ကောင်းတယ်ပေါ့နော်ရောက်ရဲ့တာဟာကောင်းတယ်လူဖြစ်ဖြစ်ဘုံကြီးဖြစ်ဖြစ်မရောက်ရဲ့တဲ့အတွက်ကြောင့်ဒုစရိုက်တွေလုတ်ကုန်တာယနေ့လောကမှာဒုစရိုက်လုတ်နေတဲ့လူတွေကြည့်လိုက်ပါခိုးနေတဲ့သူတွေတပြားတည်းနေတဲ့သူတွေကိုယ်မှရှိတာနဲ့မရောက်ရဲ့နိုင်ဘူးထက်လိုချင်တာဒီလိုသူများအိမ်ကိုဖောက်တယ်လမ်းမှာတ냐တိုက်တယ် ရှေ့ခေတ်ကဘယင်းလေးဆိုရင်လည်းသူများတိုင်းပြည်ကိုကျူးကျော်တဲ့ဒီနေ့နော်ယနေ့ခေတ်မှာလည်းပဲတက္ကရာကမတွေမိမိတို့အိန္ဒိနာချင်းတွေမှာရှိတတ်တယ်။ခြံစည်းရောက်ခတ်တဲ့အခါမှာသူများမြေဘက်ကိုနော်တပေလောက်တိုးပြီးတော့ခြံစည်းရောက်ခတ်တာမျိုးတွေအဲ့ဒါတွေကဘာလဲဆိုတော့မရောက်ရဲတာပေါ့။ကိုယ်မှရှိတဲ့မြေကလေးနဲ့မရောက်ရဲပဲနဲ့သူများမြေထိပ်ကိုကျူးကျော်တာ။ကိုယ်မှရှိတဲ့တိုင်းပြည်နဲ့မကျင်တဲ့ဘက်နဲ့သူများတိုင်းပြည်ကိုကျူးကျော်တာ။ အဲကြောင့်လောကမှာဒုစရိုက်တွေပေါက်ဝါနေကြတာဟာဘာလဲဆိုတော့ရောက်ရမ်းမှုမရှိလို့အဲကြောင့်ရောက်ရမ်းမှုရှိရင်ကောင်းတာပေါ့တဲ့ဘုရားကဒုက္ခတုတ်တိယဣတိတိနာအဲကြောင့်လူသားတွေဒုစရိုက်လုံနေကြတာဟာမရောက်ရဲလို့ပေါ့ခိုးကြတယ်တတ်ကြတယ်လူကြတယ်ဆိုတာမရောက်ရဲလို့ပေါ့အဲတော့ရောက်ရဲရင်သိကောင်းတာပဲတဲ့ဘုရားကဘုန်းကြီးတွေလည်းဒီတိုင်းပဲပေါ့ကိုယ်မှရှိတဲ့ပစ္စည်းလေးနဲ့မရောက်ရဲပဲနဲ့နော် လက်လာပါးတွေပေါင်းများခြင်းနဲ့အဲ့တော့လက်လာမှာပေါင်းများခြင်းနဲ့အတွက်ကြောင့်ဝင်းနည်းနဲ့မညီတာတွေလောက်လာကိုတိုင်းပတ်စံကင်ပြီးဈေးဝယ်လာတာတွေကိုတိုင်းငွေကင်ပြီးတော့စီမံလာတာတွေမရောက်ရဲတာတွေမရောက်ရဲတာတွေအကြောင်းအစတော့တပည့်တွေကိုအများတန်းပြောတယ်ရဟတ်တပန်းဒီဝင်းနည်းတော်နဲ့အညီနေထိုင်ဖို့တက်ကရောက်ရဲမှုရှိဖို့လိုတယ်မရောက်ရဲရင်ဝင်းနည်းနဲ့ညီနေဖို့မလွယ်ဘူးဟွာလိုချင်းတရားလိုချင်းအမရကပ္ပရာတွေလောက်တာကိုအမရတော့ကိုတိုင်းငွေကင်လိုက်အဆင့်ကိုရောက်လာတယ်ကိုတိုင်းစီမံတဲ့အဆင့်ကိုရောက်လာတယ် ကမ္ဘာတွေစီမံပေးတာကောင်းတယ်ဖြစ်စေမကောင်းတယ်ဖြစ်စေရောက်ရင်ရမယ်တိခံရမယ်ဘုန်းကြီးဆိုတာကကိုဖြစ်ရှင်တိုင်းတစ်ထက်တည်းပဲဖြစ်မလို့ကိုဟာသူမဟုတ်ဘူးသူဟာကိုမဟုတ်ဘူးလေကိုကအပူလေးလိုချင်တယ်ဆိုမှလည်းရချင်မှရမှာအေးလေးလိုချင်တယ်ဆိုလည်းရချင်မှရမှာတိခံရတယ်ဟာငါအပူလိုချင်တာဘာလို့အေးတွေလာကတ်နေတာတုံးဆိုတော့အဲ့တော့ကပ္ပယာတွေကိုမကျင်နဲ့မကျင်တော့ကဲမထူးဘူးကွာငါပတ်စံပေးတော့ကိုကိုယ်တိုင်ပတ်စံကင်ပြီးတော့ဝယ်တာတွေချမ်းတာတွေဖြစ်လာတာပေါ့ဒါမရောက်ရရင် ဘုန်းကြီးဘုရားလည်းမချမ်းသာဘူး။နော်ဘုန်းကြီးဘုရားမှာချမ်းချမ်းသာသာနေခြင်းနဲ့ဆိုရင်ရောက်ရတတ်ဖို့လိုတယ်။ခြိတာနဲ့အစဉ်ပြေအောင်နေတတ်ဖို့လိုတယ်။အဲ့တော့ပို့လိုခြင်းလာတယ်ဆိုရင်ဝိနည်းနဲ့မမဆလာတွေလောက်လာတယ်ပေါ့။ဒါကြောင့်လူဖြစ်ဖြစ်ဘုန်းကြီးဖြစ်ဖြစ်ရောက်ရတာဟာကောင်းတယ်။မရောက်ရရင်လူဆိုရင်လည်းဒုစရိုက်တွေလောက်လာတတ်တယ်။ယဟန်ဆိုရင်လည်းမအမဆက်တဲ့ဝိနည်းတော်တွေနော်ဝိနည်းတော်တွေကိုချိုးဖောက်လာတတ်တယ်။မမဆက်တာတွေလောက်လာတတ်တယ်။ဒါနံပါတ်1ပေါ့။အနံပါတ် ပုံညာတုခံဇီဝိတသင်ခရမည်လူတယောက်တေခာနီးချိန်မှာဘာကကောင်းလဲဆိုတော့ကုသိုလ်ကောင်းမှုကကောင်းတယ်တေခာနီးပြီဆိုရင်အဲ့ဒီကုသိုလ်ကောင်းမှုကိုပဲအားကိုးရမှာပဲတော်တေခာနီးမှာကုသိုလ်ကောင်းမှုရှိတာကောင်းတယ်ဗာချမ်းသာကြောင်းပဲတောင်တန်းဒေသတွေမှာနေဝင်ပြီဆိုရင် တောင်အရိပ်တွေထိုးလာတာတောင်ဆွေမှာနေွယ်ရင်တောင်ရဲ့အရိပ်တွေဟာမြို့ရွာတွေကိုလွှမ်းမိုးလာတယ်တောင်ရဲ့အရိပ်တွေကမြို့ပေါ်မှာကျလာတယ်ရွာပေါ်မှာကျလာတယ်ဒီတိုင်းပဲလူတယောက်ဟာဘဝနေဝင်ချိန်ရောက်ပြီဆိုရင်ကိုလုတ်ခဲ့တဲ့ကံအရိပ်တွေကထင်းလာတယ်အကုသို့လုံထားတဲ့သူတွေကလည်းအဲ့ဒီအကုသို့ပုံရိပ်တွေကံရိပ်တွေက ရုပ်ရှင်ပြက်ွက်ကိုကြည့်ရတယ်လို့ကွက်ကွက်ကွင်းကွင်းကိုမြင်ရတော့တာပဲအကုသိုလ်ကောင်းမှုတွေများစွာလှုပ်ထားတဲ့သူကလည်းသူလှုပ်ခဲ့တဲ့ကုသိုလ်ပုံရိပ်တွေဟာပေါ်လာတာပဲပေါ့ဒါကြောင့်ပုံဉဏ်သူခံဇီဝိတာသင်ခရမီတေဂာနီအချိန်မှာအဲ့ရမှာလဲနေရတဲ့အချိန်မျိုးမှာကုသိုလ်ကောင်းမှုတွေဟာအားကိုးရတယ်ကုသိုလ်ကောင်းမှုတွေဟာချမ်းသာကြောင်းပဲကောင်းတယ်တော့နံပါတ်၄ တပ္ပဒုက္ခတပဟာနံဒုက္ခဒုက္ခအလုံးကိုပယ်ဆွနိုင်တဲ့အရတဖူတရားဟာကောင်းတာပေါ့ခန္ဓာချင်းဒုက္ခရှိတယ်လေလူကလည်းလူဒုက္ခရှိတာပဲနတ်မှာလည်းနတ်ဒုက္ခရှိတာပဲဟိုဗြဟ္မာမင်းမှာလည်းဗြဟ္မာဒုက္ခရှိတာပဲဒုက္ခဆိုတာဘာလဲလို့မေးတန်ခိတ်တေနပိစုပါဒနဲ့ခန္ဓာလေအချင်းချင်းပြောရင်ခန္ဓာ၅ပါးပဲပေါ့ တော့ခံထားရှိရင်ဒုက္ခရှိတယ်။တော့ဒုက္ခကိုနည်းနည်းလေးမှမလိုချင်ပါဘူးဆိုရင်တော့ခန္ဓာလုံးဝမရှိတဲ့နိဗ္ဗာန်ရအောင်ကြိုးစားမှာပဲပေါ့။ညဗုဒ္ဓဘာသာတရားဒုက္ခလွတ်မြောက်ရနိဗ္ဗာန်ကိုသူလာတယ်ဆိုတာအဲ့ဒါပဲ။ခန္ဓာရှိရင်ဒုက္ခရှိတယ်။ဒုက္ခမလိုချင်ဒီခန္ဓာကလေးကနေလွတ်အောင်ကြိုးစားမှာရမှာပေါ့။အဲကြောင့်လူဘဝလည်းဒုက္ခရှိတာပဲ၊နတ်ဘဝလည်းဒုက္ခရှိတာပဲ။အိုးဗျာမဘဝလည်းဒုက္ခရှိတာပဲ။ဘာဖြစ်လို့လဲဆိုတော့ခန္ဓာရှိတာကို။ ရုပ်ရှင်ရုပ်နဲ့ပတ်သက်တဲ့ဒုက္ခတွေကြုံရမယ်စိတ်ရှင်စိတ်နဲ့ပတ်သက်တဲ့ဒုက္ခတွေကြုံရမယ်ခန္ဓာရှိတော့အခုယောဂါတွေဖြစ်ကြတာပဲလीမျက်လုံးရှိတော့မမြင်ချင်တာတွေမြင်ရတယ်နားရှိတော့မကြားချင်တာတွေကြားရတယ်ကိုကတော့ရှင်းမွေးတဲ့ဇာတ်ကိုပဲကြားချင်တာပဲလीဒါမှလည်းမဖြစ်နိုင်ဘူးကဲတဲ့ဇာတ်လည်းကိုကြားရတာပဲဆဲတာတွေလည်းကြားမှာပဲဟောမျက်လုံးရှိတော့လည်းကိုကကောင်းတာလေးတွေမြင်ချင်တာပေါ့ဒါမှလည်းမကောင်းတာတွေလည်းမြင်ရတာပဲဟောနှာခေါင်းရှိတော့အနက်နန်တယ်ကိုကမှုရတဲ့အနက်လေးပဲရချင်တယ်ဆိုလို့မရဘူး မကောင်းတဲ့နန်နဲ့အနက်နေလဲရတာပဲလေအေးဒါကြောင့်ခန္ဓာရှိရင်ဒုက္ခကပြည့်မလို့ဘူးအဲ့တော့ခန္ဓာ၅ပါးဟာဒုက္ခဒုံးကြီးပဲပေါ့ဒုက္ခဖြစ်ပေါ်လာဖို့လည်းအကြောင်းတရားပဲပေါ့ဒါကြောင့်မြတ်စွာဘုရားကတပ္ပဒုက္ခတပဟနအရဟတုခံလာဒုက္ခအလုံးကနေနော်ပယ်ဆွန့်ဖို့ကြိုးစားရမှာဖြစ်တယ်အဲ့တော့ဒုက္ခအလုံးကပယ်ဆွန့်နိုင်တဲ့အရတ္တဖူဟာ အဲ့ဒါတကယ်ကောင်းတယ်ချမ်းသာကြောင်တရားပဲဒါလေးချက်ဘုရားဟောတယ်နောက်လေးချက်ဘုရားကထပ်ပြောတယ်ဒုက္ခမေတ္တရတာလောကီလောကကြီးမှာကိုယ့်ရဲ့အမေကိုပြုစုလှုပ်ကြွေးတတ်တာ အမေကိုတိတ်တတ်တာဟာတိတ်ကောင်းတာပေါ့သာသမီတယောက်အနေနဲ့ကိုယ့်ရဲ့မိခင်ကိုလှုပ်ကြွေးမယ်မိခင်လိုအပ်တာတွေကိုစောင့်ရှောက်ပေးမယ်ကူညီပေးမယ်ဆိုတိတ်ကောင်းတယ် ။ဘာဖြစ်လို့လဲဆိုတော့လိုက်တတိသာသမီတွေကမိဘကိုပြုစုလို့ကြွေးတဲ့အခါမှာမိဘတို့ရဲ့မေတ္တာတရားကိုသာသမီတွေရရှိကြတယ်။မိဘတွေကသာသမီတွေကိုမေတ္တာထားတယ်။အဲ့တော့နှုတ်ရင်ဆောင်းပါခြင်းနဲ့ဆုံးမစကားတွေပြောပြကြတယ်။လူကြီးတွေမှာသူတို့မှာအတွေ့အကြုံတွေရှိတယ်။အဲ့တော့သူတို့အတွေ့အကြုံတွေနဲ့သာသမီတွေကိုဆုံးမစကားပြောဆိုကြတယ်။ပြီးသူတို့မှာအဖို့တန်တဲ့ယတနာတွေရှိနေတတ်တယ်။သူတို့ရဲ့အမွေတွေကိုလည်းသာသမီတွေကိုပေးခြင်းစိတ်တွေပေါ်လာတယ်။ ခင်သားသမီးတွေကဆိုးမိုက်နေတယ်ဆိုရင်မိဘတွေမှာရှိတဲ့အမွေတွေကိုအဲ့သားသမီးဆိုးကိုမပေးချင်ဘူးပရိဒတ်ဂေဟာတွေမှာသွားပြီးတော့လူတန်းတက်တယ်မိုးပိုင်းသားတွေမှာသွားဆိုလူတက်တယ်ဒါမှမဟုတ်ဘုန်းကြီးတွေမှာသွားပြီးတော့လူတန်းတက်တယ်သားသမီးဆိုးကိုမပေးချင်ဘူးဒါကြောင့်မိဘကိုအလိုက်တတိနဲ့ပြုစုလှုပ်ကြွေးတာဟာကောင်းတာပေါ့ မိဘတို့ရဲ့မေတ္တာကိုရတယ်မိဘတို့ရဲ့အမွေကိုခံယူနိုင်တာပေါ့အဲကြောင့်နံပါတ်1နံပါတ်5အနေနဲ့ဆိုရင်အမေကိုပြုစုလိုချင်ခြင်းဟာကောင်းတယ်နံပါတ်6အဖေကိုပြုစုလိုချင်ခြင်းဟာကောင်းတယ်နံပါတ်9နံပါတ်၈ကအတူတူ9နဲ့၈ကသူတော်ကောင်းတွေရှစ်ခေတုန်းကတမနာလို့ခေါ်တဲ့သူတော်ကောင်းဗြဟ္မဏလို့သူတော်ကောင်းဆိုပြီးတော့ခွဲထားတယ်။အေးတမနာဗြဟ္မဏလို့အမိခံတဲ့သူတော်ကောင်းတွေကို ပြုစုလှုပ်ကြွေးတာလည်းကောင်းတယ်ပေါ့တူတော်ကောင်းတွေကိုပြည်စည်းလေးပါနဲ့ထောက်ပံ့လို့ရတာကောင်းတာပေါ့အဲ့တော့တူတော်ကောင်းတွေရဲ့မေတ္တာတရားနဲ့ဆောင်ရှောက်မှုတွေဆုံးမဩဝါဒတွေကိုရရှိတော့ကောင်းတာပေါ့အဲ့တော့ဒီမှာမြတ်စွာဘုရားက၄ချက်ထပ်ဟောတာပေါ့နော်အမေကိုပြုစုတာကောင်းတယ်အဖေကိုပြုစုတာကောင်းတယ်တမနာလို့ခေါ်တဲ့တူတော်ကောင်းတွေကိုပြုစုတာကောင်းတယ်ဗြဟ္မဏလို့ခေါ်တဲ့တူတော်ကောင်းတွေကိုပြုစုတာကောင်းတယ်ကုသိုလ်ရယုံနေမကဘူးဒီမိဘတို့တူတော်ကောင်းတို့စီကနေ အလွန်ကောင်းမွန်တဲ့အဆုံးအမတွေဩဝါဒတွေအတွေ့အကြုံတွေရတာပေါ့ကဲနောက်တစ်စုံနောက်ဆုံးတစ်ခုမြတ်စွာဘုရားကဆက်ဟောတယ်နောက်၄ခုတစ်စုံဘုရားတက်ဟောတယ်သူခံယာဝဇရာတိလံယာဝဇရာအိုတဲ့အထိတိလံတိလဟာသူခံကောင်းတာပေါ့လောကမှာအိုတဲ့အထိကောင်းတာဟာတိလာပူချင်းတရားသည်လူငယ်နဲ့လည်းလိုက်ဖတ်တယ်လူကြီးနဲ့လည်းလိုက်ဖတ်တယ် ငယ်ငယ်ကြီးကြီးကိုကျင်တရားရှိတဲ့သူကိုနှလို့ကြတယ်နှစ်သက်ကြတာပဲလေဘယ်နိုင်ငံသားမဆိုဘယ်ဘာသာဝင်မဆိုဘယ်လူမျိုးမဆိုကိုကျင်တရားရှိတယ်ဆိုသဘောကျကြတယ်အဲကြောင့်ယာဝဇရာတိလံသူခံဟိုတဲ့အထီကောင်းတာဟာတိလဘောတိလဟာဟိုတဲ့အထီကောင်းတယ်ယတနာတွေအဝဲအစားတွေဆိုတာကသူ့အရွယ်နဲ့သူစင်သက်ဝတ်တက်ရတယ်လေ ကလေးအရွယ်တုန်းကဝတ်စားရတဲ့ယတနာတွေအဝတ်စားတွေကိုလူကြီးအရွယ်မှာသွားပြီးတော့ဝတ်စားဆင်ရင်မဲ့ဆိုမထော်မနှဲနဲ့ကြည့်လို့မကောင်းဘူးလေတငယ်ပြနေသလားလို့တောင်ထင်ထင်ကုန်ကြပါလိမ့်အသက်ရွယ်က60နားကတ်နေပြီ90ရောက်နေပြီ60ကျော်90နားရောက်နေပြီကလေးတွေလိုမျိုးဝတ်စားဆင်ရင်နေမဲ့ဆိုရင်ရှက်စရာကြီးအဲ့တော့ဝတ်စားဆင်ရင်မှုတွေနေဝန်ထိုင်မှုတွေကအသက်ရွယ်အားလျော်ဆိုတာပြောင်းလဲသွားတယ်ဒါပေမဲ့တီလကဘယ်တော့မှမပြောင်း တော့ငငယ်ရွယ်ရွယ်မှလည်းသီလဟာတင့်တယ်တယ်အသက်ကြီးတဲ့အခါမှလည်းသီလဟာတင့်တယ်တယ်ကြောင်းစီရမလို့ဒါကြောင့်သီလဆိုတာအိုတဲ့အထီကိုတိတ်ကောင်းတာသူခံယာဝစရာသီလအိုတဲ့အထီကောင်းတာဟာသီလပဲသူခာပတ္တာပဋိဋ္ဌိတာတရားတရားဟာလည်းကောင်းတယ်မတော်မလောက်တဲ့တရားတရားမတော်မလောက်တဲ့တရားတရားဆိုတာ ယတနာသုံးပါးပေါ်မှာကြီးညိုတယ်ဆိုတာလူပြော သူပြောနဲ့ကြီးညိုတာမဟုတ်ဘူးသူများဗဇံဖျားမှာလမ်းဆောင်တာမဟုတ်ကိုတိုင်နှစ်နှစ်ကာကာနားလည်ပြီးတပ်ဝင်ကြီးညိုတာမနေ့ကလည်းတကားလေးတယောက်ကပြောတယ်သူ့သမီးလေးကိုစစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်အောင်သူဘယ်လိုပြောပြရမလဲအေးအဲ့တော့ဖယားတရားတန်ကာတိကိုကိုွယ်ထိုက်တာဘာကြောင့်လဲဆိုတာကိုနားလည်အောင်ပြောဖို့လိုတယ်ဖယားကဘာကြောင့်ကိုကိုွယ်တက်တာလဲ တရားဘာကြောင့်ကိုးကွယ်သလဲတန်ခါဘာကြောင့်ကိုးကွယ်သလဲဘုရားတရားတန်ခါရဲ့ကိုးကွယ်ထိုက်ပေါ့အဲ့ဘလို့ကိုးကွယ်ရမလဲကိုးကွယ်ဖို့ကိုးကွယ်နေဒီနှစ်ချက်ကိုပြောတဲ့နေအဲ့တော့မိဘကိုးကွယ်လို့လိုက်ကိုးကွယ်တာမျိုးမဟုတ်ဘဲနဲ့သူကိုယ်တိုင်တကယ်နားလည်သွားတာအော်ဘုရားကဒါကြောင့်ကိုးကွယ်ထိုက်တာကိုတရားကဒါကြောင့်ကိုးကွယ်ထိုက်တာကိုတန်ခါကဒါကြောင့်ကိုးကွယ်ထိုက်တာကိုလို့နားလည်အောင်သွားလို့ရှိရင်နော်သူများအပြောနဲ့ကိုးကွယ်တာမဟုတ်တော့ဘူး အဲ့လိုဆိုလို့ရှိရင်မလိုလားတဲ့ပုံကိုယ်တွေကပုံကိုယ်လာပြီးတော့တွေးဆောင်ဖျားယောင်းမယ်အာဖျားမကူခွင်နဲ့ဘုရားဘာသာကမကောင်းဘူးနော်ဘယ်ဘာသာမှကောင်းတာဆိုတာမျိုးဘလောက်ပဲပြောပြောသူ့စိတ်ထဲမှာမရင်မရိုင်းနော်တရားတရားကခိုင်ခန့်နေတယ်အဲ့လိုမျိုးတရားတရားကောင်းတာပေါ့တဲ့ဘုရားကဒုက္ခတတ္တပဋိဋ္ဌိတဆွဲဆွဲမြဲမြဲတည်တက်နေတဲ့တရားတရားကကောင်းတယ်အချို့တရားတရားတွေကမခိုင်ဘူး သူများပြောရင်ရောင်ရောင်ပါသွားတတ်တယ်။ဟောဟုတ်လောက်တယ်။မုဒ္ဒဘာသာမကောင်းဘူး။ဒီလိုမျိုးပေါ့နော်။သူများပြောရင်ရောင်သွားတတ်တယ်။ကိုပိုင်ခံယူချက်ကိုပိုင်ဆုံးဖြတ်ချက်နဲ့မရက်တည်နိုင်ဘူး။အဲ့ဒါဘာလဲဆိုတော့တတ်တာမခိုင်လို့ပေါ့။ပေါ်တာပန်ဖြစ်သွားပြီဆိုရင်သူ့တတ်တာကလုံးဝခိုင်သွားပြီ။မင်းအသက်ကိုငါတတ်မယ်နော်။ဖယားကိုမကူးကွယ်နဲ့။ဖယားကိုကူးကွယ်ရင်တတ်မယ်ဆိုရင်အသေးအသက်တာအသေးခံမယ်။ဖယားကိုလုံးဝမစွန့်ဘူး။တရားကိုမစွန့်၊နိုင်ငံကိုမစွန့်ဘူး။ဒါအရိယာတွေရဲ့တရားတရားကအဲ့လောက်ထိကိုခိုင်သွားပြီ။ အသက်ကိုသာဆုံးမယ်ယန္တာသုံးပါးကိုမဆုံးဘူးဒီလိုမျိုးเนาะဒါကြောင့်မြတ်စွာဘုရားကအဲ့လိုခိုင်ခန့်တဲ့တတ်တာတွေကောင်းတာပေါ့နောက်တစ်ခုဘုရားကထပ်ပြောတယ်သူခောပညာယပဋိလာဘောပညာကိုရတာလည်းကောင်းတာပေါ့လောကီပညာလောကုတ္တရာပညာလောကမှာပညာဟာအရေးကြီးတာပဲအဲ့တော့ပညာရှိရင်ကောင်းတယ်တဲ့လောကီပညာဖြစ်ဖြစ်လောကုတ္တရာပညာဖြစ်ဖြစ် နော်ပညာမှန်တညာကောင်းတာကြီးပဲအဲနောက်ဆုံးတစ်ခုမြတ်စွာဘုရားကပြောတယ်သူခံပါပါဏအကရဏေမကောင်းမှုတွေမလုပ်တာဟာကောင်းတာပေါ့ပါပါဏမကောင်းမှုတွေကိုအကရဏေမလုပ်ခြင်းဟာသူခံကောင်းတာပေါ့အဲ့တော့အကုသိုလ်တွေကိုမလုပ်နဲ့အဲ့ဒါကောင်းတယ်နော်အဲ့တော့သူတော်ဘာအသက်ကိုတန်ရှင်းကချောင်းခြင်းနဲ့တိတ်ကောင်းတာပေါ့သူများဥစ္စာကိုခိုးခြင်းကချောင်းခြင်းနဲ့တိတ်ကောင်းတာပေါ့လူသားတိုင်းကြိုက်တယ် သူများတက်ကိုမတက်တာကိုလူတိုင်းတိုင်းနှစ်သက်တယ်သူများဥစ္စာကိုမခိုးတာဘာသာတိုင်းကနှစ်သက်တယ်ဒါကြောင့်သူခံပါပါနဲ့အကရဏမကောင်းမှုတွေမလုပ်တာကောင်းတာပေါ့ဆိုပြီးမြတ်စွာဘုရားကကောင်းခြင်း72မျိုးတနည်းအားဖြင့်ချမ်းသာကြောင်း72မျိုးဆိုပြီးတော့ဒုက္ခတရားနဲ့ဒုက္ခဆိုတာကောင်းတယ်ချမ်းသာတယ်လို့ဘာသာပြန်မှာပေါ့နော်အဲ့လိုအကောင်း72မျိုးသမောအချမ်းသာကြောင်းတရား72မျိုးဆိုပြီးတော့ဘုရားကမာနက်ကိုအကြောင်းပြုပြီးတော့ဟိမဝန္တာတော်ထဲမှာဟောကြားတယ်အဲ့မှာတရားလာနာနေတဲ့နေ့တွေက ဘောတွေကြပြီးတော့မြတ်စွာဘုရားဟောတဲ့တရားပေါ်မှာဉာဏ်သက်ဝင်ပြီးတော့ဝိပဿနာတွေရှုလိုက်တာအဲ့မှာတရားနာတဲ့လက်တွေတရားထုတရားမြတ်တွေရကုန်တယ်လို့မတန်းတင်ထားတယ်ပေါ့အဲကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအလုံးလည်းပဲမြတ်စွာဘုရားရဲ့ဒီကောင်းမြတ်ကြောင်းတရား72ပါးသို့မဟုတ်ချမ်းသာကြောင်းတရား72ပါးကိုနာယုံမသားကြပြီးတော့ဒီတရားတော်တွေဟာဘယ်သူပဲကျင့်ကျင့်ဘယ်လူမျိုးကျင့်ကျင့်ဘယ်နိုင်ငံသားကျင့်ကျင့်ဘယ်ဘာသာဝင်ကျင့်ကျင့်ချမ်းသာကြောင်းတရားတွေကောင်းမြတ်တဲ့တရားတွေပဲလို့နားလည်သဘောပေါက်ပြီးတော့ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီး မြတ်စွာဘုရားရဲ့အာသနာတော်ကိုဗုဒ္ဓလူတော်ကြကိုယ်ွယ်စည်းကပ်နိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်အကူပေးကြပါစေကုန်တည်း